မြန်မာနိုင်ငံရဲ့ဗီဒီယိုနဲ့ရုပ်ရှင်လောကတွေကိုခလီးတျုပ်ဆောင်ဘွားကနေယနေ့ချိန်ထိပရိတ်သတ်တွေအားလုံးကတည်ထားကြတယ်။အရွယ်ရောက်လာပြီဖြစ်တဲ့တရုတ်ဆောင် EC ကွေးကတော့မနေ့ညပိုင်းမှာပဲ၎င်းမောင်းနှင်လာတော့ကားပေါ်၌ဦးရဲ့စေးများတည်ဆောင်လာတာကြောင့်တရင်ရရှိခဲ့တာကြောင့်တက်ဆိုင်ရာအဖွဲ့အစည်းများကတားဆီးစစ်ဆီးအားဦးရဲ့စေးများတွေ့ရှိပြီးဖမ်းဆီးတာကိုခံလိုက်ရတဲ့ဆိုတဲ့တရင်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအလုံးမြင်ကြလားပေါ့။တုတ်ပီ channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပေါ့လေ။တင်းဆောင် EC ကိုရာငယ်စဉ်ကနေနုပညာလောကတွေကိုရောက်ရှိလာတို့တူလဲဖြစ်ပေါ်တယ်။ငယ်စဉ်ကလေးကပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုကိုရရှိထားတော့ခလေးတုတ်ဆောင်ဖြစ်လို့ယခုနောက်ပိုင်းအရွယ်ရောက်ရှိလာချိန်မှာလဲငယ်စဉ်ကနီးတူယနေ့အချိန်ထိပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတို့တူလဲဖြစ်ပေါ်တယ်။တို့ပဲမယ်လေယခုထွက်ပေါ်လာတဲ့တရင်ကတော့ EC ကိုအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါ။ ဖြစ်စဉ်ကရှူတင်ကပြန်လာတဲ့ ECQ မောင်းနှင်လာတော့ကားကိုတရင်ပေးချက်များအရာကြီးမြိုင်ရေစကန်စကန်မှုပါဝင်အဖွဲ့သားများကကားကိုတားဆီးပြီးစစ်ဆေးရာငွေစေးများတွေ့ရှိခဲ့တာကြောင့်တရုတ်ဆောင် ECQ ကိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်